ရွှေလေးချိန်မှန်ကန်မှုရှိမရှိသတ်မှတ်စေဖြင့်ရောင်းဝယ်မှုရှိမရှိမြေပြင်စစ်ဆေးရေးအဖွဲ့များနှင့်စစ်ဆေးဆောင်ရွက်မှုများရှိလာမည်လို့ရန်ကုန်တိုင်းဒေသကြီးရှိလုပ်ငန်းရှင်များတင်ဥက္ကဋ္ဌဦးမြင့်မြင့်ကပြောကြားပါရယ်ရန်ကုန်မာရွတ်မန္တလေးမာရွတ်စစ်ဆေးတဲ့အဖွဲ့တွေဖွဲ့စည်းထားပါပြီအလေးချိန်မှန်ကန်မှုရှိမရှိသတ်မှတ်စေနဲ့ရောင်းဝယ်မှုရှိမရှိစစ်ဆေးအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရှိလုပ်ငန်းရှင်များတင်ဥက္ကဋ္ဌဦးမြင့်မြင့်ကပြောကြားပါရယ်အသင်းအနေဖြင့်နိုင်ငံတကာစံချိန်စံကျွန်းနဲ့အညီရွှေတခွဲကန်းတစ်ခုကိုလည်း ဆောင်ရွက်လျက်ရှိပြီးပြည်စည်းပါကနိုင်ငံတကာတွင်မြမရွှေကိုရောင်းချနိုင်မှာဖြစ်ကြောင်းဦးမျိုးမြင့်ကဆက်လက်ပြောကြားပါတယ်နိုင်ငံတကာမှာဆောင်ရွက်တဲ့အတိုင်းဆောင်ရွက်မှာပါစစ်ဆေးတဲ့အဖွဲ့ကိုလည်းအမေရိကန်ကနေငှားထားပြီးဖြစ်ပါတယ်စက်တွေကိုလည်းဝယ်ဖို့စီစဉ်နေတယ်စက်ကိုလည်းဝယ်ခြင်းနဲ့စက်ကိုဝယ်လို့မရဘူးနိုင်ငံတကာစစ်ဆေးတဲ့အဖွဲ့စည်းကသတ်မှတ်ထားတဲ့စက်မှဝယ်လို့ရပါတယ်အဲဒီစက်ကိုတက်ဆင်ဖို့ထုတ်တဲ့ကုမ္ပဏီကအာမခံပေးပါတယ် အခုဆက်ကိုမှာနေပါပြီလို့ဦးမျိုးမြင့်ကပြောကြားပါတယ်။ရွှေဆိုင်ကြီးများမှာအွန်လိုင်းတွင်ရောင်းချလျက်ရှိပြီးအွန်လိုင်းလိုင်စင်လျှောက်ထားရန်မြတ်တာရက်ခံကြောင်းဦးမျိုးမြင့်ကဆက်လက်ပြောကြားပါတယ်။ရွှေဆိုင်များအနေဖြင့်မြေပြင်မှာလည်းရွှေရောင်းဝယ်ခြင်းလုပ်ကိုင်ဆောင်ရွက်ရန်အတွက်လုပ်ငန်းလိုင်စင်လျှောက်ထားရယူရန်နှင့်သတ်မှတ်ထားတဲ့စည်းကမ်းချက်များကိုလိုက်နာခြင်းမရှိပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုံမှန်၅နှစ်အညီအရေးယူခြင်းခံရမှာဖြစ်ကြောင်းတယန်စာတားနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကအတည်ပြုကြေညာထားပါတယ်။ရွှေဆိုင်ဖွင့်လှစ်သူများအနေဖြင့်တတတုရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကိုလျှောက်ထားရန်လိုအပ်ပြီး ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ18ရက်တွင်ရှောက်လာမြောက်လက်ခံခြင်းကိုပိတ်သိမ်းထားပြီးဖြစ်ပါတယ်။